မင်္ဂလာပါကျွန်တော်2025ခုနှစ်မှာမိခဲ့တဲ့ဒီမိခောင်းနေတွေဟာ question number 3မှာမိတဲ့ stylistic transformation နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းကြီးလုပ်ကြည့်အောင်ပြီးရတဲ့ instruction ကတော့ rewrite the sentences according to the instructions given in brackets အဒီကွင်းထဲမှာပြီးထားတဲ့ညွှန်ကြားချက်တွေအရာဝကြလေးတွေကိုပြင်ရေးပါတဲ့အဲ့တော့မိခောင်းလေးအရင်ဖတ်ကြည့်အောင် number 1 the spicy chicken curry that the head chef cooked for the special guests was very delicious. The spicy chicken curry in it, that the head cook, that the head chef cooked for the special guests. The two edery adwe, no, these were mujobo, to chatare, eri, jessaka, spicy chicken curry was very delicious. Ayan, yadashi. Hobby, the waiter of Papian Lukana omit the relative pronoun. relative pronoun ကိုပြန်ပြီးတော့ မြို့ red pronoun ကိုမြုပ်ပေးပါ Okay ဒီမှာ red pronoun ကဘယ်သူတုံးဆိုတော့ that သူ့ကိုမြုပ်ခဲ့ရမှာပေါ့เนาะအဲ့တော့ဒီ omit red pronoun လို့တဲ့အခါမျိုးကြရင်ဟောဘယ်လိုမျိုးပြောလို့ရတယ်လဲဆိုတော့ဒီ participle သုံးပြီးအထူးပြုလို့ရပါ present participle ဆိုတော့ဖိုင်နေအထူးပြုမယ် past participle ဆိုတော့ for 3နဲ့အထူးပြုမယ် နော်ဒါပေမဲ့ဒီကိုအထူးပြုတင်တဲ့ဥစ္စာက object နေရာမှာရှိရဲ့အခါမျိုးကြရင်ဟောကိုကအဲ့ဒါလေးကို detail level rigid pronoun ကိုမြှုပ်ခဲလို့ရပါဒီနေ့မှာ that ra က the head chef cook it ဆိုတဲ့သဘောမျိုးလေးအဲ့တော့ဒါကိုပြန်ပြီးတော့ that နေရာမှာ object နေရာမှာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအဲ့ဒီဥစ္စာကိုကိုကနေပြီးတော့ detail လေးမြှုပ်ခဲလို့ရနော်ဘာမှပြန်ပြီးတော့ for fine ကြီးတုံးလို့မရဘူး ing ကြီးတုံးရမလို့ Uh, the spicy chicken curry the head chef cooked for the uh, special guest was very delicious and okay, okay. <laughs> the spicy chicken curry that the head chef cooked for the special guests was very delicious. Does Two, Cambodia has become the world's largest, uh, the world's second largest producer of raw cashew nuts. Cambodia <.altro> right. ဒီ DOTS တွေပေါ့နော်ဒါတွေကိုဒုတိယအကြီးဆုံးဟိုထုတ်လုပ်တဲ့ကမ္ဘာဒုတိယအကြီးဆုံးထုတ်လုပ်တဲ့ဥစ္စာဖြစ်လာတယ်နိုင်ငံဖြစ်လာတယ် or it is it was who that တုံးပြီးတော့ကိုကအလေးနဲ့ထားပြီးပြောတာအခု emphasize လုပ်ချင်တဲ့ဥစ္စာကဘာလဲဒီမှာတော့မြင်တာပြီးထားတဲ့ကမ္ဘောဒီးယားပေါ့အဲ့တော့သူ့ကိုကိုယ်ကပြန်ပြီးတော့ it is တုံးမဟုတ် it was နဲ့တုံးမယ် main verb ကိုကြည့်တဲ့အခါမှာ present perfect တုံးထားတယ် present ဖြစ်တဲ့ကြောင့်မို့ it is တုံးလိုက်အဲ့တော့ it is cambodia cambodia ကိုပြန်ပြီးညွှန်းညင်တာမို့လို့ that တုံးရမယ် that ီးတော့မှ has become the world's second largest producer of raw cashew nuts ပြောပြောမှာပေါ့အဲပြန်ပြောရမယ် it is cambodia uh, that has become the world's second largest producer of raw cashew nuts number 3 many students came to the farewell dinner တောင်းတရတော်များများဒီနှုတ်ဆက်ပွဲကိုလာကြနောက်ဆက်ပွဲညစာစာပွဲပေါ့နော်နောက်ဆက်တဲ့ညစာစာပွဲကိုလာကြတယ်။ We couldn't get a seat. ထိုင်ကုန်မရ။အဲ့တော့ ဆိုဒတ်တုံးဟိုဆဒတ်တုံးဆိုဒတ်တုံးဟိုဆဒတ်တုံးတဲ့ခါကျတော့ဒါတွေကဘာအတွက်ကိုတုံးတယ်လဲဆိုရင်ဒီ cause and effect ကိုပြချင်တဲ့အခါမှာတုံးတယ်ခြေစမှုပြတဲ့အခါမှာတုံးတယ်နော်ဘာဖြစ်တဲ့ကြောင့်မလို့ဘာဖြစ်တယ်ဟိုဒီမှာဆိုရင်ကျောင်းသားတွေအများကြီး many students came to the farewell party ဆိုတာကဒါ cause ပေါ့သူကြောင့်မလို့ we couldn't get a uh, seat ထိုင်ကုန်မရဘူးဆိုတာ effect ဒီလိုမျိုး cause and effect relationship ကိုပြောချင်တဲ့အခါမှကြာရင် so that to တုံးပြီးပြောလို့ရဒါပေမဲ့ဒီပမာဏတစ်ခုခုအရေးအတွက်တစ်ခုခုပြောချင်တဲ့အခါမှကြာရင် so နောက်ကနေက many match နော်ပြီးတော့သူ့ရဲ့အနောက်ကအရေးအတွက်ပြတဲ့ noun ပေါ့ဒါလေးတုံးပြီးရှင်းပြလို့ရအဲ့တော့ဒီမှာ many ပြတဲ့အတွက်ကြောင့်လို့ so many students came to the farewell dinner ဒီလိုမျိုးပြောရအောင်နော် no? many students came to the farewell dinner ဒါ call ဆိုတော့တကယ်လုံးယူမယ် so many students came to the farewell dinner ပြီးမှလာမလဲ that ကျွန်တဲ့ call effective ပြလာမယ် we couldn't get a seat ပြင်မိတော့ so many students came to the farewell dinner that we couldn't get a seat ဒါဆိုရင်ရ so number 4 the manager drank his coffee slowly မန်နေဂျာသူ့ရဲ့ coffee ကိုဖြင်းညစွာတောက်ခဲ့တယ် he thought about the problem သူကပြဿနာအကြောင်းစဉ်းစားခဲ့အတပြိုင်နဲ့ဖြစ်တဲ့ဥစ္စာလေးပြောချင်တဲ့အခါမျိုးကြရတယ်လေပဲ participle phrase ကိုတုံးလို့ရအဲ ing တုံးပြီးတော့ပြောမှာပေါ့ဘာလို့ပြီးတော့လဲ coffee ကိုဖြင်းညစွာတောက်ပြီးတော့ပြဿနာအကြောင်းစဉ်းစားတယ်အဲ့လိုပြောလို့မရဘူးလားရတာပေါ့ဒါဆိုရင် drink ကို participle နဲ့ရေးလိုက်မယ်ဆိုရင် active voice ဖြစ်တဲ့ကြောင့်မို့ present participle တုံးမယ် drinking ပေါ့ဟာ drinking his coffee slowly နောင်တော့ပြန်ထည့်လိုက်မယ် the manager thought about the problem တော့မဟုတ်ပြဿနာအကြောင်းတွေးရင်းနဲ့ coffee ကိုဖြင်းဖြင်းစွာတောက်ခဲ့လို့ပြောရင်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့နှစ်ခုသလုံးတိပယ်ရှိတယ်လीအဲ့ဒါကြောင့်တော့ဒါကို participant ကြီးက thinking about the problem comma ကို the manager drank his coffee slowly နှစ်ခုသလုံးဖြစ်နိုင်ပါတယ်အဲပြန်ပြောရမယ် drinking his coffee slowly the manager thought about the problem or thinking about the problem the manager drank his coffee slowly နှစ်ခုသလုံးဖြစ်နိုင် Number 5. Rope skipping is an enjoyable activity for children. ကျိုးခုံနာကလေးအတွက်ပျော်စရာကောင်းတဲ့အော်လှုပ်ရှားမှုတစ်ခုဖြစ်တယ်ပေါ့ hoop rolling is an enjoyable activity for children too ဟိုဂွေလိမ့်တာဟိအဲ့ဒါလည်းကလေးတွေအတွက်ပျော်စရာကောင်းတဲ့လှုပ်ရှားမှုဖြစ်ပါတယ်ဒီနေ့မှာ both and နဲ့သုံးပြီးပြောပြရအော် both and or not only but also either or neither nor တို့ဒါတွေကဟို တွဲလိုက်သုံးရတဲ့ batch conjunction တွေဖြစ်ပါတယ်။တနည်းပြမစံ correlative conjunction တွေဖြစ်တယ်။မတူတဲ့အချက်နှစ်ခုကို both and နဲ့ပြောမယ်။ဒီမှာဝတ်ကြနှစ်ခုတုန်းကဘာဖြစ်တဲ့အကြောင်းပြောတာလဲ။ပြောစရာကောင်းတဲ့လှုပ်ရှားမှုဖြစ်တဲ့အကြောင်းပြောတယ်။ဒါပေမဲ့ဖြစ်တဲ့ဥစ္စာနှစ်ခုတော့မတူဘူးလေ။ဘယ်သူနဲ့ဘယ်သူနဲ့လဲ။ road rope skipping နဲ့ who rolling ။ဒါ both နဲ့ slide မစံ both road skipping and hoop hoop rolling နှစ်ခုစလုံးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဘိုးတန်နဲ့ဖြစ်တဲ့ခါကျတော့ valve ကို plural ပြောင်းပြီးရအများပြောင်းပြီးရ ဒါဆိုရင် is ကိုပြောင်းလိုက်တဲ့အခါမှာ are ပေါ့ပြီးတဲ့အခါမှာ rope skipping က enjoyable activity တစ်ခုဖြစ်တယ် hoop rolling က enjoyable activity တစ်ခုဖြစ်တယ်နှစ်ခုပေါင်းလိုက်တဲ့အခါကျ enjoyable activity အများကြီးတစ်ခုတကောင်တရားလို့အဓိပ္ပာယ် and ကိုဖြုတ်ပြီးတော့ activity ကို ies ထည့်ထည့်လိုက်ရမှာပေါ့အဲ့တော့ပြန်ပေါင်းပြောမယ်ဆိုရင် both rope skipping and hoop rolling are enjoyable activities for children လို့ဖြစ်သွားမှာ number 6 the wildfire started because someone at the campsite was careless tommy စခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အဲစကန်ထားတဲ့နေရာတစုံတယောက်ကခယူမစိုက်ခဲ့ဘူးအော်သူ့ကြောင့်ပဲမီးလောင်တာပေါ့အဲ့တော့ use 0 first second third connection နဲ့အဲ့ဒါနဲ့နက်ခပါသူရဲ့သဘောတရားဝါလီတီးဖို့လိုပါပြီအဲ့တော့ connectional ပြောတဲ့အခါမျိုးကျတော့ if နဲ့စတာမှန်နေဒါပေမဲ့ zero connectional ဆိုရင်သူကရေဝေးရမှန်ကန်တဲ့ဥစ္စာပြောတာလी generate truth ပြောတာ ဥပမာဟိုကြီးကို100 degree celsius မှာအပူပေးလိုက်မယ်ဆိုရေဆူတယ်ဆိုတော့ဒါတင်းဒီပေါ်ဖြစ်မဲ့သဘောအဲ့လိုမျိုး general truth သူပြောတဲ့အခါမျိုးကြရင် zero connection နဲ့သုံးရမယ် okay if subject present tense သုံးမယ်နော် for form ဆိုတော့ tense main clause ပါလဲ subject for form ပေါ့ဒါ zero connection နဲ့နောက်တစ်ခု first connection နဲ့ကြတော့ဖြစ်နိုင်ခြေကိုပြောတယ် အဲ့တော့ဘာလို့မှကြိုးစားရအောင်မြင်နိုင်တယ်ပေါ့နော်ကြိုးစားရတဲ့အတိုင်းမအောင်မြင်တဲ့သူတွေရောမရှိဘူးလားဆိုတော့ရှိတာပေါ့ဒါနဲ့ကတိကဖက်တွေမပြောနိုင်လीဖြစ်နိုင်ကြီးကတော့ကြိုးစားရမှာဖြစ်လေအောင်မြင်နိုင်တယ်ဒါမျိုးဆိုရင် first condition နဲ့တောင်းရဝေလုကန်တို့နော်အဲဒီလိုမျိုးတုံးပြရမယ်ဒါ first condition နဲ့အဲ့တော့ now second connection ကိုပြောမယ် second connection ကျတော့စကူးရင်တော့ပြောတာပေါ့ imagination ကိုပြောတယ် အော်ငါသာတတိယဆိုရင်မချမ်းသာသေးဆိုရင်ငါသာတတိယဆိုမှာအော်ငါသာအမေရိကန်နိုင်ငံသမရဖြစ်မယ်ဆိုရင်တကယ်တော့ကိုကအဲ့ဒါလည်းမဖြစ်နိုင်ပါဘူးအဲ့တော့မဖြစ်နိုင်ဘူးဆိုတော့စစ်ကူးရင်သာဖြစ်တဲ့တကြောင်မလို့ဒါတွေအကုန်လုံးဟို second condition နဲ့ရေးရမယ် second condition နဲ့ပုံစံက if subject သူကလက်ရှိအခြေအနေကိုပြောရဆိုရင် past tense သုံးပြီးရ verb 2သုံးပြီးရတယ်ဒီဘက်မှာ subject word ပေါ့ coach လည်းဖြစ်နိုင်ပါတယ် for fun အဲ့တော့မှတ်ထားမယ့်တစ်ချက်က zero conditional first conditional second conditional တွေအကုန်လုံးကဒါလက်ရှိအခြေအနေကိုပြောတယ် present တွေပြောတယ်ဒီနေ့ကအကြောင်းပြောမယ်ဆိုတော့ third conditional တုံးကအဲ့ third conditional ဆိုရင်ဘာကိုပြောပြဖို့အတွက်တုံးလဲဆိုရင် unreal situation in the past ပေါ့ဒီနေ့ကတကယ်မဖြစ်နိုင်တဲ့အခြေအနေကိုပြောတဲ့ခါကျ third conditional တုံးကမသူရဲ့ပုံစံဆိုရင် if subject had factory ပေါ့ဒီဘက် main clause မှာဆိုတော့ subject would have factory ဒါဘာရဲ့ပုံစံလဲ that condition ရဲ့ပုံစံအဲ့တော့ဒီမှာ what are the check ကြည့်လိုက် the wildfire started because someone at the campsite was careless ဒါအတိတ်တုန်းကအကြောင်းပြောနေဒါဆိုအတိတ်နဲ့ဆိုင်တဲ့ကိစ္စကိုပြောမှဆိုတော့ that condition နဲ့ပဲဖြစ်မှာပေါ့နော်အဲ့တော့အတိတ်တုန်းကတကယ်မဖြစ်နိုင်တဲ့အခြေအနေကြည့်အခုအခြေအနေအမှန်ကိုကြည့်အောင် real situation ကဘာလဲဆိုရင် Tommy ကလည်းတကယ် စလောင်ခဲ့တယ်ဟိုတယောက်ကလည်းတကယ်ကိုဂီယူမဆိုင်တာအဲ့တော့ကိုကနေပြီးတော့စိတ်ကူးပြန်ပြီးတော့ယင်ကြည့်လိုက်ဂီယူတာဆိုက်ခဲ့မှာဆိုတော့တော်မီစလောင်မှာမဟုတ်ဘူးပေါ့နော်အဲဆိုင် if subject head plus verb 3တောင်းရမယ်ဒီဘက်က word chart verb 3တောင်းရဘာဖြစ်မှာဆိုရင်လည်းဂီယူဆိုက်ခဲ့မှာဆိုရင်ပေါ့အဲ့တော့ if someone at the campsite had not been careless ဂီယူမဆိုင်တာမဟုတ်ခဲ့ဘူးဆိုရင်ပေါ့နော်အဲ့တော့ no more name nine na mho khe the wildfire would not have started dilumi pyu le ya no mho the wildfire pa le usaw shit the wildfire would not have started if someone at the campsite had not been careless to pyu le ya ba at ma pyan the wildfire would not have started if someone at the campsite had not been careless to pyu le 7 nen nen said to me နေ့နေ့ကငါ့ကိုပြောတယ် What are you doing when I phone you this morning ဒီမနေ့ငါမဖုန်းဆက်တော့နေဘာလို့နေခဲ့တာလဲဒါ reported speech နဲ့ပြန်ပြောမယ် तू ကဘာလို့နေရလဲမေးနေရနော်အဲ့တော့ set to လို့သုံးမယ်စာ ASKD H သုံးတယ် Now WH question ဆို WH word word လေးပြန်ထည့်ပုံမှန်အတိုင်းကတော့မိခုံးပါဆို verb subject ဖြစ်နေတယ် तू က subject verb ပြန်ပြောမယ်နော်ပြီးတော့ဒီ pronoun တွေပြောင်းပေးရမယ် tense တွေပြောင်းပေးရမယ်ဟာနောက်တစ်ခုဟာအခြေအနေနေရာတွေကိုပြတဲ့ဥစ္စာတွေတုံးပေးရမယ် this တုံးပေးရမယ် အဲ့တော့ဒီမှာတော့နှစ်ချက်ဖြစ်နိုင်တယ်ဟို past tense ကို past tense အတိုင်းပြန်သုံးလို့လည်းရသို့မဟုတ်ပို့ပြီးတော့အတိတ်အချိန်တခုကိုပြန်ပြောပါတယ် past perfect သုံးလို့လည်းရပါဒီနေ့မှာဆို what or me ပြောရဆိုတော့ပြန်မောင်းလိုက်တဲ့ခါမှာ i what i was doing when she phoned me this morning လို့ပြောလို့ရတယ်လို့ဟိုကိုပုံမှန်မှတ်ထားတဲ့အတိုင်းပေါ့နော် of the two the head player 3 though and delivery ပြောလို့လည်းရ what i had been doing when she had phoned me this morning ဆိုပြီးပြောလို့လည်းရပါ ဒီမှာတော့နှစ်ခုသလုံးပြပြလိုက်မယ်နော်နနေ at me what hour to you went to phone to me that morning ဒါလို့ပြောခြင်းပြောမပြောခြင်းနနေ at me what i had been doing when i when she had phone me that morning နှစ်ခုသလုံးကြက်တာပြောလို့ရမှာ8 my mother always goes to bed only after she say her prayers အမေကဖျားရှိခိုးပြီးမှပဲအရာဝင်နေအတင်းတော်ရဲ့ correct tense ကိုသုံးပြရနော်အဲ့တော့ဒီမှာကြည့်လိုက်တဲ့အခါမှာ main verb က present tense goes သုံးထားတယ် ပြီးတော့ဒါဆို present tense နဲ့ဆိုင်တဲ့အစားစမ်းမယ်နော် past simple past perfect တို့တိုင်းစဉ်းစားကြမလို့ only after she blank her prayers ဖះရှိခိုးပြီးတဲ့အခါမှာပေါ့အဲ့တော့တခုခုလုတ်ပြီးတောင်းပြောခြင်းတဲ့အခါမျိုးじゃ present perfect တုံးတုံးလုတ်ပြီးတောင်းပြောခြင်းတဲ့အခါမှာ present perfect tense သုံးရတယ်။ she ဆိုတော့ present perfect ပုံစံက has have ပြော past participle မှာလားအဲ့တော့ verb 3ဆိုတော့ဒါလေးပြောမယ်ဆိုရင် my mother always goes to bed only after she she ဆိုတော့ has တော့မယ် see you past participle ပြောင်းလိုက်မယ် verb 3ပြောင်းလိုက်မယ်ဆိုတော့ said her prayers my mother always goes to bed only after she has said her prayers in the night did the child pick up the toys on the floor and put them in a drawer into a drawer clear ကျဲမြင့်မောင်ကအယုတ်ကိုကောက်ပြီးတော့အန်ဆွဲတွေထည့်ခဲ့သလား ဒါကို passive voice နဲ့ပြန်ပြော passive voice နဲ့ပြန်မယ်ဆိုတာအတိတ်ကောင်အကြောင်းပြရတယ်ဒီ did ကိုပြန်မထည့်ရအတိတ်ကအချင်းကိုပြန်မယ်ဆိုတော့ was ပြီးတော့ were plus factory သုံးပြရမိကုန်းဆိုတော့ was where ကို subject အရှိထားပြီးတော့မှနောက်က factory ပေါ့နော်အဲ့တော့ဒီမှာကအရှိကိုတင်လိုက်တဲ့အခါမှာဒီ number subject က the child ဖြစ်နေတဲ့ verb က pick up object ကတော့ the twins ပေါ့နော်အပြည့်စုံပြောမယ်ဆိုရင်တော့ on the twines on the floor ဘာတဲ့မမှာရှိတဲ့အယုတ်တွေပေါ့အယုတ်များဖြစ်တဲ့ကြောင့်မဝယ်သုံးလိုက်မယ်ဟုတ်ပြီနော်မိကွန်းဖြစ်တော့မှာ water twines on the floor ပြီးတော့မှာ vertri သုံးလိုက်တဲ့ခါမှာ bait app ဘယ်သူကလဲ bind တယ်အာ pick up trap put into a drawer ဒီနှစ်ခုလုံးပြမနော်ကောက်တာဟိုအဲဆိုရဲထဲတာဟိုဘယ်သူကလဲဆိုတော့ bind တယ် charge ဒီလိုလေးပြောပြရအဲ water twines on the floor pick up and put into a drawer by the charge Number 10, the Osama broke the tournament record again uh, on the very first day of the competition. Uh, the Yegudama Honga, Eri Pianbue Chimbare, Pramodu Nimabe, no? Eri Pianbue Sanyu, Chuge. Introductory phrase Kupioa. Introductory phrase, eh? Pao Surare, participatory paraphrase to Kupioa. ING to ED to. Narhua, uh, preposition, a paraproposition, a phrase to. နောက်တစ်ခုက true infinitive ပါကြည်ဒီမှာတော့ဘာတွေ့ထားသလဲဆိုရင် on the very first day of the competition ဆိုပြီးတော့ပမေပမောင်းလုံးဒီနေ့မှာဆိုပြီးတော့ prepositional phrase တွေပြီးထားတယ်ဒါကိုရှင်းတင်လာနေအဲ့တော့ on the very first day of the competition the osama broke the tournament record again လို့ပြောလိုက်ရင်အဆင်ပြေပါဒါလို့ဆိုရင်ဒီမေကဟောင်းလေးကြည့်ပြီးတော့ grammar အမျိုးအစားအမျိုးမျိုးပေါ့နော် stylistic transformation အမျိုးအစားအမျိုးမျိုးကိုဘယ်လိုဖြည့်ဆို့ရမလဲဆိုတော့ကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်